အားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Los Angeles ကတပုံတွေကိုနှိမ်နှင်းတဲ့တတိယနေ့မှာစစ်တပ်ပါပါလာပြီး California ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ငါ့ကိုပါဖမ်းမှာလို့ပြောလိုက်ပါပြီသတင်းပြည့်စုံကတော့ LA Times က ဇွန်လ9ရက်2025မှာတင်ဆက်သွားတာကတော့ Los Angeles မှာ Trump အဆိုအရကိုထကြွပုံကန်နေတဲ့တပုံခေါ်ခိုးဝင်ကျူးကျော်တွေနဲ့ ICE အဖွဲ့တို့ရဲ့အဓိကယုံဟာပုံမဆိုးရွားလာပြီးတော့မနေ့ကသမ္မတ Trump ဆေလွတ်လိုက်တဲ့ California ပြည်နယ်နယ်မြေကာကွယ်ရေးစစ်တပ်မှစစ်သားအယောက်2000ထပ်မံရောက်ရှိခဲ့ပြီးတပုံတွေကိုနှိမ်နှင်းရမှာအလွန်ဆိုးရွားတဲ့အခြေအနေကိုထပ်မံရောက်ရှိလာနေပါပြီ သမ္မတထရမ်ကနောက်ထပ်လိုအပ်ရင်လွတ်ဖို့တကယ်စစ်မြေပြင်မှာတိုက်ပွဲဝင်တဲ့မရိန်းတပ်သားအယောက်900ကိုထပ်လွှတ်ဖို့အစဉ်သစ်ဖြစ်နေပါပြီ။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗနာဂေးဗင်နျူဆမ်ကအထူးကယုံနေနေခေါင်းဆောင်တွေနဲ့မကြေမလည်တွေဖြစ်ခါသမ္မတထရမ်ကိုလည်းလူလိန်လို့ဆွဆွဲပြီးတော့မိမိကိုပါဖမ်းဆီးပါတော့လို့ပြောလိုက်ပါပြီ။အခုဗီဒီယိုမှာတွေ့မြင်ရတဲ့အတိုင်းပါပဲ။ Los Angeles ကခိုးဝင်ကျူးကျော်တဲ့ဘုံတွေဟာ Los Angeles ရဲ့မြို့လေကောင်လမ်းတွေကိုပိတ်အဝေးပြေးလမ်းမကြီးတွေကိုပိတ်ဆို့ပြီးမြောင်များလှစွာသောလူအင်အားတွေနဲ့ပါဝင်ပုံကန်လာနေကြပြီးရဲကားတွေကိုပါမိတွေနဲ့ရှို့အကြမ်းဖက်တိုက်ခိုက်လာတာတွေဖြစ်လာတဲ့အတွက်စစ်တပ်နဲ့ ICE ပလိတ်အဖွဲ့တွေဟာတနတ်အစ်စ်တော်မတုံးသေးပဲနဲ့ rubber ကြည်စံတွေနဲ့ပစ်ခတ်မျက်ရည်ရိုးဘုံတွေနဲ့ပစ်ခတ်လူစုတွေခွဲ pepper spray gun တွေနဲ့ပစ် ထမ်းပက်စတာတွေနဲ့ပြုလုပ်ပြီးခုခံကာကွယ်နေရတာတွေတွေ့မြင်ရမှာပါ။သမ္မတထရမ့်ကလည်းဒီသတင်းတွေကိုမျက်ခြေမပြတ်လေ့လာနေပြီးတော့ငါနိုင်ငံကိုလည်းခိုးဝင်ကျူးကျော်လာနေသေးတယ်။ငါရဲ့ပလိတ်အရာရှိတွေနိုင်ငံတော်လုံခြုံရေးတပ်သားတွေကိုလည်းစရွေးနဲ့ထွေးဆေးရည်တိုင်းထွာပြီးတော့အကြမ်းဖက်တိုက်ခိုက်တာတွေလှုပ်လာမှတော့ဘလို့နည်းနဲ့မှလက်မခံနိုင်ဘူး။မင်းတို့လိုခိုးဝင်ကျူးကျော်မပြောနဲ့အမေရိကန်နိုင်ငံသားတွေတောင်မှ ဒီဥပဒေပတ်တော်သားတွေကိုစော်ကားပြီးစရေထွေးတာတွေလုပ်ရင်ငါကတော့ငါနိုင်ငံရဲ့ဥပဒေကတော့တိခတ်မှာမဟုတ်ဘူးလို့ကြေညာသွားပါတယ်။အခုဆိုရင်စစ်တပ်ဟာရဲတပ်ဖွဲ့ရဲ့ရှေ့ကိုတက်လာပြီးတော့တပုံအင်အားစုတွေကိုတားမြစ်နေပါပြီ။တပုံတွေဟာအင်အားများလာပြီးပွဲပိုကျန်းလာသလိုထရမ့်အစိုးရနဲ့အိုက်စ်ကလည်းအဲ့ဒီပွဲမှာကျူးကျော်တပုံတွေကိုအမြောက်အများဆက်လက်ဖမ်းဆီးနေပါတယ်။အခုလိုအမေရိကန်နိုင်ငံတွင်းကား အကြမ်းဖက်တွေကိုထိမ့်သိမ်းဖို့ရဲအဖွဲ့နဲ့မနိုင်တော့ပဲစစ်တပ်ပါဝင်လာဖို့တမရကအမိန့်ပေးရတာဟာဒီ American သမိုင်းမှာဒါဟာဒုတိယအကြိမ်ဖြစ်ပြီးတော့ပထမဆုံးစစ်တပ်ပါဝင်လာရတာကတော့1965ခုနှစ်ကတမရလန်ဒန်ဘီဂျွန်ဆန်လက်ထက်ကပဲဖြစ်ပါတယ်အခုဗီဒီယိုမှာတွေ့ခဲ့ရတဲ့အတိုင်းမှာပဲ Daring Donald Trump to take him instead. Get your hands off these poor people are just trying to get live their lives man come after me arrest me let's just get it over with tough guy back on the california ပြည်နယ်အုပ်ချုပ်ရေးမှူး given newsam ကပြောသွားတာကတော့ဒီကျူးကျော်တဲ့ဘုံတွေဟာအင်မတန်တနာစရာကောင်းတဲ့လူသားတွေပါအလုတ်ကြိုးစားလုပ်ပြီးသူတို့ရဲ့ဘဝကိုအောင်မြင်အောင်ရက်တည်နေသူတွေဖြစ်တာကြောင့်မဖမ်းကြပါနဲ့ဖမ်းမဲ့ဖမ်းရင်လည်းငါသာဖမ်းမှာတော့ဆိုပြီးတော့ပြောသွားတာပါအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးကတော့ ဒမရဒေါ်နယ်ထရမ့်နဲ့အမြန်သွားတွေ့ပြီးတော့ဒီကျူးကျော်တဲ့ပုံတွေကိုနှိမ်နှင်းဖို့စစ်အင်အားထပ်ဖြည့်ပြီးတော့ဘလို့လက်နက်တွေတုံးရလိုပြီလဲလို့အကြံတောင်းခံတော့မှာဖြစ်ပါတယ်။ဒီချိန်တည်းမှာပဲလမ်းပေါ်မှာတော့ပုံကန်ကျူးကျော်တွေဟာ ရုံးအဆောက်အဦတွေကိုဖျက်ဆီးပြီးတော့အဲ့ဒီတဲကပရိဘောဂါတွေခုံတွေနဲ့ရာဘာကြည်စံတွေကိုအကာအကွယ်ယူပြီးဆက်လက်စုပိုးနေတာတွေကို တွေ့ရမှာပါ။ The uh, Prime Minister is set to uh, meet with Donald Trump in coming days, and he must actively and urgently raise this issue. In an attempt to shield themselves, protesters building barricades with outdoor furniture. It was chaos from both sides. Fireworks spooking mounted police as motorbike riders took on the riot squad but they didn't get far. Want, Sections of the mob then went on the rampage, targeting a number of self driving cars. They went up in flames with the help of an American flag, the smoke billowing across the city, mixing with tear gas. As people were arrested, others were willing to join the fight. Motorcycle Rigo, the Rajan Maumido <laughs> Plate Rigo, when you take Katari, she ပလိတ်အရာရှိကားတွေကိုလည်းမီးတွေရှို့ခဲ့ပါတယ်။တန်းစီထားတဲ့စစ်တပ်နဲ့ပလိတ်အဖွဲ့တွေစီကိုလည်းမောင်းသူမဲ့ကားတွေကို မီးရှို့ပြီးတော့ဆေလွတ်ခဲ့တာတွေကိုလည်းတွေ့ရပါတယ်။နိုင်ငံရေးလှစ်လာသူတွေကတော့ Los Angeles မှာစစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ပွဲရာရှိပြီးတော့ပုံကန်ကျူးကျော်တွေဟာဒီထက်ပိုပြီးတက်ခိုက်လာရင်တော့ Robert Jason အစားတကယ်ကြည်စံတွေအစားထိုးဝင်ရောက်လာွယ်ရှိကြောင်းခံမှန်းကြပါတယ်။ You still plan to send troops? Well, we're going to have troops everywhere. We're not going to let this happen to our country. We're not going to let our country be torn apart like it was under Biden and his uh, auto pen. What's the bar for sending Marines? To the, the bar cities? is what I think it is. I mean, if we see danger to our country and to our citizens, we'll be very, very strong in terms of law and order. It's about law and order. So New York, for example, in, in the, next few days? we're going to be watching it very closely. and. Uh, when they spit at people. You know, they spit. That's their new thing. They spit, and worse, you know what they throw at them, right? And when that happens, I have a little statement. They say, they spit, we hit. And I told them, nobody's going to spit on our police officers. Nobody's going to spit on our military, which they do is a common thing. They get up to them this far away, and then they start spitting in their face. If that happens, they get hit very hard. ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုက်နှစ်တက်ခဲ့ရင် Like တက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye